ရတမြအားလုံးပဲမင်္ဂလာပါရှင်ကျမတို့အာမင်္ဂလာ YouTube Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့စာရေးဆရာမောင်စိုးတစ်ရေးသားထားတဲ့မိခင်များနဲ့အပြောင်းလဲလိုအမှုဆွေအကြောင်းအရာလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်အစီအစဉ်စာတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Subscribe လုပ်ရသည် Subscribe လုပ်သွားပေးပြီးတော့ဗီနာက Notify Bell လေးကိုလည်းနှိပ်သွားပေးဖို့အတွက်ကိုမြတ်တမ်းရက်ခံလိုပါတယ်ရှင် မိခင်တရားဖြစ်လာဖို့နေရာမှာအစိုးရအပြင်းထန်ဆုံးအချက်တစ်ခုကတော့လူလတ်မှုဆုံးရှုံးခြင်းပါပဲအဲ့ဒါကကျွန်တော်တို့ရဲ့ခေတ်သစ်လူအဖွဲ့အစည်းမှာအရေးပါလာပါတယ်ဆက်ကြောသက်မင်္ဂလီရီဆိုရင်အတော်လေးကိုလူလတ်ခွင့်ရရှိလာခဲ့ကြပြီလို့အဆိုရပါလိမ့်မယ်သူတို့လေးတွေကြောင်းပြီးသွားကြတဲ့အချိန်မှာအရေးပါတဲ့ဆုံးဖြတ်ချက်အတော်မများကိုသူတို့ကိုယ်တိုင်ချမှတ်လာခဲ့ကြပါတယ်လူငယ်များစုကပိုပြီးအစဉ်မြင့်တဲ့ပညာရေးကိုဆက်ပြီးသင်ယူဖို့ရွေးချယ်ခဲ့ကြပါတယ်။အဲဒါကအမိခိုကိမဲ့လွတ်လပ်ခြင်းနဲ့ ကမ္ဘာလောကကြီးကိုရင်ဆိုင်တဲ့နေရာမှာလေးလာသင်ယူနိုင်သမျှလေးလာသင်ယူပြီးရင်ဆိုင်ကြမယ်ဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်။ကျောင်းသို့မဟုတ်ကောလိပ်ကထွက်လာကြပြီးတဲ့အခါမှာသူတို့မှာဘဝတလန်နဲ့လက်ထက်ထိများမှုတချို့ကတော့နှစ်ခုစလုံးပေါင်းဆက်ဖို့ရည်ရွယ်ချက်တွေကြားမှာကြဲကြဲပြန့်ပြန့်ရွေးချယ်စရာတွေရှိလာခဲ့ကြတာပါ။အဲဒါကအခန်းတန်ဒါတရဲမှာအနေနဲ့များဆိုသလိုအတီးပြပြထန်းခံရတဲ့ကမ္ဘာတဝန်းနေရာအနှံ့အပြားကအမျိုးသမီးတွေသို့မဟုတ်ဘဝတသက်တာ အတံမွေးမှုလုပ်ငန်းတစ်ခုကိုမဖြစ်မနေလို့အားခဲကြတဲ့သူတို့ရဲ့အကိုရီမောင်နေအနေနဲ့မယုံကြည်လက်မခံနိုင်လောက်တဲ့လွတ်လပ်ခြင်းရဲ့အမှန်မှားအာရုံတစ်ခုကိုသူတို့ကိုပီအက်လိုက်တယ်လို့ဆိုကောင်းဆိုရပါလိမ့်မယ်။အင်္ဂလိပ်အမျိုးသမီးတွေအလုံးဝင်ကြတဲ့အချိန်မှာလက်ထက်ထိများဖို့အလားအလာကိုသူတို့စဉ်းစားစိတ်ကူးလို့ရသမျှတော့အလုပ်ကိုပေါ်အပ်အတွက်မဖြစ်မနေလုပ်ရမယ့်အရာလို့သူတို့ကသဘောမထားကြပါဘူး။ အလုံးစောရာကတကယ်တော့လွတ်လပ်မှုအတွက်လမ်းကြောင်းတစ်ခုလို့ဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့လောက်ခလာစာကမိဘရီရဲ့အရှင်ဝါဩစာကနေအမိခိုကင်းသွားစေနိုင်ရုံတင်မကပဲအိမ်နဲ့ကွာလန်းလုတ်ကင်းတဲ့နေရာတစ်ခုဖြစ်လို့ပါအိမ်တော်ပြပြရဲ့နောက်ပိုင်းလုတ်တဲ့အလုံးမှာလဲလွတ်လပ်စွာရွေးချယ်မှုစားတဲ့မူလအခြေခံသဘောကရှိနေသေးတာပဲဖြစ်ပါတယ် အဲ့ဒီအစင်ချင်းတွေအားလုံးမှာစိတ်မျက်စိအနေနဲ့ပြောရရင်မလွယ်ပတကားတစ်ခုတော့အမြဲလိုလိုရှိနေတယ်လို့ဆိုရပါလိမ့်မယ်။ကလေးတယောက်ပထမဆုံးမွေးဖွားလာပြီးဆိုရင်အဲ့ဒီမလွယ်ပတကားကအတိအကျပြောလို့မရတဲ့အချိန်ကာလတစ်ခုထိဂျိုင်းကနေပိတ်သွားတယ်လို့ထင်ရပါဗျ။ မိခင်ဘွားမှာလွမြောက်ခြင်းစရာလည်းမရှိပါဘူးအားလည်းရစရာကလည်းအများအဖြစ်အားလည်းရလုံးလုံးမဟုတ်ကြတော့ပါဘူးလောက်ခလာစားစရာလည်းမရှိဘူးယာတူအဆင့်တိုးမြင့်သွားတာမျိုးလည်းမရှိဘူးကလင်းများတဲ့မိခင်တွေမှာရေပုံရအားဖြင့်အတူတောင်းဆုံးအားလည်းချိန်အနည်းဆုံးတက်တာညင်ညောင်းမှုအရှားပါဆုံးစိတ်လွတ်ကိုယ်လွတ်နေနာမှုတွေသာရရှိနေကြတာဖြစ်ပါတယ်တကယ်တော့မိမတွေကအင်တာတောင်းမွေးလို့ဖို့အတင်းကျပ်သို့မဟုတ်လက်ဖြားသိမ့်သွင်းမှုအလောက်ခံကြတာမဟုတ်ပါဘူးအမှန်မှာတော့ အပြုတ်ကလေးတွေကသူတို့ရဲ့အချိန်တတော်များမှာသူတို့ရဲ့လွတ်လပ်မှုကိုဘလို့လက်လွတ်အဆုံးရှုံးအောင်လုပ်ရင်ကောင်းမလဲလို့တွေးတောစိတ်ကူးရင်ပြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အရာကတခြားစတဲ့မှအမျက်တွေကအမြဲတမ်းပူပြီးစိမ့်နေတယ်လို့ထင်ရတာကြောင့်တော့လည်းမဟုတ်ပါဘူး။အများစုကတော့အခြေခံအဖြစ်အတူတူပါပဲ။ကျွန်တော်တို့တွေကိုစီကိုစီကမိခင်ဖခင်ကောင်းတွေရဲ့ချစ်ခြင်းမေတ္တာရဲ့အောက်မှာကြည်ပြင်းလာခဲ့ကြတဲ့ကလေးတွေဖြစ်ပြီးလောကမှာတခြားယာရီထက်ပိုပြီးကိုကိုရိုင်းမေတ္တာတရားပြေဝတဲ့မိခင်ဖခင်တွေဖြစ်လာခြင်းကြလို့ပါပဲ။ မင်းလင်းငယ်တရားကိုတနစ်သမီးမပြေခင်မှာကစားချင်လာအောင်အသက်နှစ်နှစ်အရွယ်မတိုင်ခင်မှာစကားပြောပြီးစွန့်နဲ့စားဖို့အသက်၆နှစ်ဒါမှမဟုတ်ရှင်းတဲ့အထိအင်္ဂလိပ်တွေနဲ့အရုပ်ကလေးတွေနဲ့ကစားဖို့နောက်ဆန်းနှစ်နှစ်ကြာကြာကျောင်းသူတရားဖြစ်နေထိုင်ဖို့စိတ်ဆန္ဒတွေဖြစ်ပေါ်လာစေတာကသူမိခင်နဲ့တူညီခြင်းနဲ့စိတ်ကြောက်မယ်ဖြစ်ပါတယ် သူမကိုတင့်တော်ကောင်းမွန်တဲ့အိနာတဲ့ဘွားရောက်အောင်သာသမီတွေမွေးဖွားချင်လာအောင်ဖြစ်စေတဲ့တွန်းလန့်အန်တူလိုမရနိုင်လောက်တဲ့အင်အားတစ်ခုဟာလေအဲ့ဒီစိတ်ကြောင့်ပဲရရှိလာခဲ့တာဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်တော့တကယ်အင်ထောင်မှုဘဝတွေသာသမီမွေးဖွားရယူခြင်းနဲ့ဆန္ဒတွေရှိလာကြလိမ့်မယ်မဟုတ်ပါဘူးကျွန်တော်ပြောချင်တာကတကယ်လူပြိုအပြိုတယောက်က9မိနစ်လောက်တွင်သက်သေပြနိုင်လောက်တဲ့ဇနီးခင်မွန်တယောက်သို့မဟုတ်ကလေးတယောက်ကိုရယူတာကဒီကောင်ဆန်တဲ့အကြောင်းရင်းခံတွေကြောင့်တော့မဟုတ်ဘူးဆိုတာပါပဲ ဒါပေမဲ့ကျွန်တော်တို့အများစုကလက်ထပ်ပြီးသားသမီးရယူလို့ကြတာမှန်ပေမဲ့ပထမဦးဆုံးသားသမီးရှိလာတဲ့အချိန်မှာတော့အမျိုးသမီးတော်တော်များကအချိန်ပိုင်းခြားတစ်ခုမှာအကြောင်းရင်းအစိုးရစိတ်နောက်တားရဝန်းနေစိတ်လေးတွေဝင်လာတတ်ကြတယ်ဆိုတာညင်းလို့မရနိုင်ပါဘူးအဲဒီလိုစိတ်မျိုးကနောက်ထပ်နောက်ထပ်ကလေးတွေထက်ရလာတဲ့အချိန်မှာလည်းမကြမကြာဝင်လာတတ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့လူအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုထက် ပိုပြီးယိုဆင်းလာတဲ့ဥပမာ အားဖြင့်တောင်ပင်လေဒေသသို့မဟုတ်အာဖရိကမှာရှိတဲ့ရင်ကျေးမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်မြင်ဖူးဖတ်ဖူးနေခဲ့တာတွေကနေပြောရရင်တော့မိခင်ဘွားကိုကူပြောင်းတဲ့နေရာမှာ ျွန်တော်ရင်ကျေးမှုတွေရှိနေတဲ့ဆွန့်လွတ်ရမှုမျိုးတွေရှိပုံမရပါဘူးပထမဦးဆုံးမိန်းကလေးငယ်တယောက်မှာသူမရဲ့ကြည့်ရှုဆောင်ရှားမှုလိုအပ်တဲ့အမောင်ငယ်ညီမငယ်တယောက်ရှားလာတဲ့အသက်ရွယ်၄နှစ်၅နှစ်သမီးလောက်ကစားပြီးကလေးသူငယ်ပြုစုဆောင်ရှားမှုကဆလာတက်တာဖြစ်ပါတယ်ကလေးငယ်လေးတွေကိုပြုစုဆောင်ရှားရင်းအစားအစာပြင်ဆင်ကျွေးမွေးရင်းဝတ်စားလေးတွေကိုချုပ်လုပ်ရင်းနဲ့ပဲသူမကမိခင်တယောက်ရဲ့အထက်ကကုညီပံ့ပိုးသူကလေးဖြစ်လာရပါတယ် သူမရဲ့အဲ့ဒီဘွားကနေတခြားကူပြောင်းစရာအကြောင်းတို့ကောလိပ်တို့မရှိသလိုတခြားအားမလို့အားများဖြစ်လောက်စရာရွေးချယ်စရာမျိုးလည်းမရှိရှာပါဘူးအလားတူအဖြစ်ယောက်ျားလေးတွေလူကြီးတွေဆိုရင်များသောအဖြစ်အစားအစာရှာဖွေဖန်တီးရတဲ့အလုပ်တစ်ခုထဲနဲ့ပဲကလေးဘွားတွေကနေစပြီးအသက်ကြီးလာတဲ့အထိဒီဇိုင်းမမတ်လုပ်ကြရတာပါကျွန်တော်တို့တက်ကတော့နည်းနည်းညီငွေးစရာပဲပေါ့ဗျာဒါပေမဲ့ဘယ်ရင်ကျေးမှုမျိုးမှမစိုးနဲ့တော်ကြအောင်အချိန်ယူရတဲ့လူကြီးတွေလုပ်တဲ့အလုပ်တွေကိုသင်ယူရတာဟာကလေးတွေတက်ကတော့အများရန်တော့စိတ်လို့ရှာစရာဖြစ်ခြင်းမှဖြစ်နေပါလိမ့်မယ် ဒါကြောင့်မို့ရိုးစင်းတဲ့လူဖွဲ့စည်းတစ်ခုတည်းကအမျိုးသမီးတွေကသူတို့တွေလက်ထပ်ယူကြသာသမီယူကြတဲ့အချိန်မှာသူတို့တွေရဲ့လှူရှားဆောင်ရွက်မှုတွေကိုကြောင်းလဲပြစ်ဖို့မလိုအပ်သလိုသူတို့မျှော်လင့်ယုံကြည်ထားတာတွေကိုလည်းဆွံ့လွတ်ပြလိုက်ဖို့မလိုအပ်တာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်မို့ရိုးစင်းတဲ့လူဖွဲ့စည်းတစ်ခုတည်းကအမျိုးသမီးတွေကသူတို့တွေလက်ထပ်ယူကြသာသမီယူကြတဲ့အချိန်မှာသူတို့ရဲ့စိတ်လှူရှားလှူဆောင်မှုတွေကိုကြောင်းလဲပြစ်ဖို့မလိုအပ်သလိုသူတို့မျှော်လင့်ယုံကြည်ထားတာတွေကိုလည်းဆွံ့လွတ်ပြပိုင်ဖို့မလိုတာကိုတွေ့ရပါရဲ့။ ။သူမကဟိုရုံးကသူမလုပ်ခဲ့တဲ့အလုပ်တွေကိုလုံနိုင်တာပါပဲ။ဒါပေမဲ့အများကြီးကြည်ကြည်နက်နက်နဲ့လုံနိုင်တာပါ။ဘာဖြစ်လို့လဲဆိုတော့သူမဆွေမျိုးသားချင်းတွေရဲ့ကလေးတွေမဟုတ်ပဲသူမရဲ့တာရင်သမီးရင်းတွေဖြစ်ပြီးသူမချက်ပြုတ်ကျွေးမွေးအဝတ်စားပြုလုပ်ဖန်တီးပေးရတာကလည်းသူမရဲ့လင်ယောက်ကြားသူမရဲ့သားသမီးတွေဖြစ်နေလို့ပါပဲ။သားသမီးရှိလာမှကိုအမျိုးသမီးတော်တော်များများက အဟံတားနောက်ဆက်ဖြစ်စေတဲ့အကြောင်းကတော့သူတို့တွေအနေနဲ့တခြားတတူရွယ်တူတွေနဲ့အချိန်တော်တော်များကင်းကွာအထီးကျန်နေရလို့ပဲဖြစ်ပါတယ်။ကျမကတော့ဈေးဝယ်ထွက်ရတာကိုတကယ်ပျော်စရာလူမှုရေးလုပ်ငန်းတစ်ခုလို့သဘောထားတယ်။အဲ့လိုမျိုးခံစားရပါတယ်လို့အင်မတန်လုံများတဲ့မိခင်ငယ်တယောက်ပြောပြခဲ့တာကိုအမှတ်ရနေမိပါသေးတယ်။အဲ့လိုထူးထူးခြားခြားအထီးကျန်ရမှုမျိုးကပုံကိုတူးချင်းလိုက်၊ကွဲပြားခြားနာပြီးအမျိုးမျိုးထွေထွေ ဖြစ်နိုင်ပါတယ်။သူတို့ရဲ့သားသမီးတွေကို အထောက်ပံ့မပေးနိုင်နီနီကိကက်လည်းမနေနိုင်ပဲသူတို့ဘဝသူတို့ရဲ့ရုံးကန်ဖြတ်တန်းနေကြတဲ့မိခင်တွေအနေနဲ့ကတော့အချိန်ကာလအတော်တော်ကြာကြာထီအောင်မှအဲ့ဒါကိုသဘောကျနေသက်စရာလို့မြင်တတ်ကြပါတယ်။နှစ်ပေါင်းတော်ကြာအောင်အလုပ်လုပ်လာခဲ့ရပြီးအလုပ်ပေါ်မှာဒါမဟုတ်ပဲအပေါင်းအသင်းမိတ်ဆွေတွေကိုပါတယောစင်ဖြစ်နေကြတဲ့မိခင်တွေကကလေးတွေပေါ်မှာလှုပ်ဖို့ကင်ဖက်တီလိုပဲအကန့်အသတ်နဲ့ရှုမြင်တတ်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့အများစုနေထိုင်နေကြတဲ့လူမှုဖွဲ့စည်းရေးနဲ့ရှာသီဥရုမျိုးမှာတော့မိခင်တယောက်ကတနေ့တာအချိန်တစ်ချိန်လုံးလိုလိုပဲအိမ်ထဲမှာနေထိုင်ရတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်မှာသူမလှုပ်ဆောင်ရမယ့်အလုပ်တွေမဆုံးနိုင်အောင်ရှိလို့ပါ။ပြီးတော့သူမအလုပ်လုပ်နေရင်လည်းကြီးရှုလို့ရနိုင်တဲ့လုံခြုံစိတ်ချရပြီးစိတ်ကျဉ်နေစရာနောက်ဖေးဥယျာဉ်မျိုးတစ်ခုလောက် မရှိဘူးဆိုရင်တော့ကလေးတွေကိုအိမ်ထဲမှာထားတာကောင်းတယ်လို့ပဲယူဆမှာဖြစ်ပါတယ်။ကလေးတွေကိုပြုစုဆောင်ရှောက်ရတဲ့ညီငွေစရာတန်းကိုတင်းကြီးမခံနိုင်ကြတဲ့အမျိုးသမီးတွေမိခင်များစုလည်းတစ်ခါတစ်ခါမှဖြစ်တတ်တယ်လို့တော့ကျွန်တော်ယူဆပါတယ်။ ဒါကတကယ်တော့လားရဖက်နှစ်ခုကနေအဲ့လိုဖြစ်လာအောင်တွန်းပို့ခံလိုက်ရတာဖြစ်ပါတယ်။အဲ့ဒါတွေကတော့တတ်တူရဲ့တူအပေါင်းအသင်းတွေနဲ့ကွဲကွာသွားရတာနဲ့ကလေးတွေရဲ့အဆက်မပြတ်တောင်းဆိုမှုတွေကိုအောင်းအီးသီးခံရတာတွေပဲဖြစ်ပါတယ်။တဘာဝတရားကြီးကလူဖွဲ့စီကိုသိပ်ပြီးတည်တည်ချာချာကင်းကင်းပြက်ပြက်ဖြစ်စေချင်ပုံမရဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။ကျွန်တော်တို့လူသားမျိုးနွယ်ရဲ့ဖွင့်အဆင့်ဆင့်ဖွံ့ဖြိုးမှုဖြစ်စဉ်အတွင်းမှာမိမသားတွေကအရွယ်ရောက်ပြီးတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံရသလိုတနေ့တိုင်းအချိန်အများစုကိုကလေးတွေရဲ့နေထိုင်ရဖို့ ပုံသွင်းထားလိုက်လေသလားလို့တော့ကျွန်တော်တန်တရားရှိမိတာဖြစ်ပါတယ်ရိုးရိုးစင်စင်ရှိလာတဲ့လူဖွဲ့စည်းတတော်များမှာတဲငယ်ကလေးတွေကသိပ်ပြီးအလံမွေးတက်ကြသလိုအဆက်ဆက်လဲရှင်တင်တက်ကြပါရဲ့အဲ့ဒီတဲကလေးတွေကအဆူဆူဝဝေးရှိနေကြပြီးအတိကအဖြစ်တော့အိဖိုးနဲ့တူလောင်သိန်းစီဖို့အသုံးပြုကြတာဖြစ်ပါတယ်နှယံတွေနဲ့တကားပေါက်တွေကိုလည်းစကားလမ်းပြောလို့ရအောင်လုပ်ထားကြတာကိုတွေ့ရပါသေးတယ် ညာသောအဖြစ်တော့ချက်ပြုတ်တာအဝိစားရှော့ဖွတ်တာနဲ့ရက်ကန်ရဲလုတာတွေကိုအင်းရဲပြင်ပမှာပဲလောက်ကိုင်းလေရှိကြတာပါချေးရွာတွေရရုပ်ပုံကချက်တွေမှာဆိုရင်အမျိုးသမီးတွေကကလေးတွေအွန်လိုက်ဝင်းရံနေတဲ့အလဲကောင်ကွင်းပြောင်ပြောင်မှာအလုံးတူတူလုံးနေကြတာကိုလည်းတွေ့ရတတ်ပါတယ်အဲ့လိုမျိုးအသက်ရှင်သန်နေထိုင်ကြတဲ့ဘဝမှာသာသမီရယူတာကသူတို့လူမှုဘဝနဲ့ကင်းပြတ်မသွားစေနိုင်ပါဘူး။သာသမီမွေးဖွားရယူလိုက်တဲ့အတွက်အဲ့လူဖွဲ့စီရဲ့ရင်ကျက်ပြေဆုံးတဲ့အဖွဲ့ဝင်တရားဖြစ်ကိုရရှိသွားစေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူတို့ရဲ့သားသမီးတွေကိုမိခင်မေတ္တာတရားနဲ့တကယ်ကိုမြတ်လို့ကြားတဲ့အမျိုးသမီးတွေတောင်မှမိခင်ဘဝမှာအစဉ်တစိုက်ဆင်ဆင်းရဲရရှိမှုတွေရှိရဲဆိုတာကိုဝန်ခံပြောဆိုတာမျိုးကျွန်တော်ကြားခဲ့ပူပါတယ်။ကျွန်တော်ကတော့တချို့မိခင်တွေကအဲ့ဒီခံစားမှုတွေဖြစ်တဲ့အနောင်ဖွဲကန့်သက်ခံရတာမျိုးအထီးတီးကွဲကွာနေတာမျိုးတွေကိုတတ်တာရရနိုင်အောင်လှုံ့ဆော်ကြတဲ့နိလန်းတွေလို့စဉ်းစားနေခဲ့မိတာပါ။အလုံးနဲ့မှာပထမဦးဆုံးစဉ်းစားမိခဲ့တာကတော့ကလေးထိန်ကျောင်းတွေပါပဲ။ ဒါပေမဲ့ကန့်တတ်မှုတွေအများကြီးရှိနေပါတယ်။ကောင်းပါတယ်လို့ပြောရလောက်တဲ့အစ်စ်မှမရှိကြပါဘူး။တချို့လူဖွဲ့စီတွေမှာဆိုရင်အဲ့ဒီအကြောင်းမျိုးတော့လုံးဝမရှိတာကိုတွေ့ရပါတယ်။မိဘတော်တော်များအတွက်ကတော့အဲ့ဒီအကြောင်းမျိုးတွေကသိပြီးအကုန်ကြအကြီးမြင်လာပါတယ်။ချက်ချင်းလက်ငင်းကျွန်တော်တို့ဝန်ခံနိုင်ငံကတော့ကလေးချင်းအကြောင်းတွေကိုစာဦးဦးစားတီထောင်ခဲ့ကြတဲ့သူတွေအနေနဲ့အဲ့ဒီအကြောင်းတွေက ဖီစီကန်တက်ခံနေရတဲ့မိခင်တွေအတွက်သက်သာပြောင်းကဲနိုင်တဲ့နီလန်တစ်ခုလို့မယုံကြည်ခဲ့တာပါသူတို့ကကလေးတွေကိုသူတို့ကလေးတွေနဲ့အိမ်မှာရှားနိုင်လောက်တဲ့နေရာအကန့်အသတ်မျိုးပြစီကရိယာမျိုးနဲ့အဖို့ပေါင်းမျိုးတွေကိုအစားဖန်တီးပေးချင်နေကြတာဖြစ်ပါတယ်အဲ့လိုမှသူတို့ကလေးတွေကမန်ကန်တင်းမြတ်တဲ့အခြေအနေနဲ့ဖွံ့ဖြိုးရင့်ကျက်လာကြလိမ့်မယ်လို့ယူဆခဲ့ကြတာပါ ကလေးတွေမှာရှိရဲ့ပင်ကိုဆွန်အာတတိအကြောင်းသိမြင်နားလည်လာကြတဲ့မိဘတွေကိုသူတို့ကအကူအညီပေးချင်ကြတာဖြစ်ပါတယ်ဒီတော့မှမိဘတွေကအိမ်မှာအလုပ်ကောင်ကောင်လုပ်နိုင်ကြမှာဖြစ်ပါတယ်ကလေးချင်းเจ้าတွေကမိခင်တွေကိုသူတို့ရဲ့တာဝန်ရှိမှုကိုဆွန်ပြစ်ချင်လာအောင်တွန်းအားပေးနေတာဖြစ်တဲ့ stray ဝေဖန်ချက်ကိုတော့ကလေးချင်းเจ้าတီထောင်သူပညာရေးသမားတွေကအပြင်းထန်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ကတော့ဆရာဆရာမတွေနဲ့သဘောထားညီညွတ်တယ်လို့ဆိုရပါလိမ့်မယ်။ကောင်းမွန်တဲ့ကလေးချင်းချောင်းတွေကျွန်တော်သိခဲ့တဲ့မိခင်တွေကတော့သူတို့ကလေးတွေရဲ့စီးပွား အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ဆွန်လွန်အနစ်နာခံကြပြီးသူတို့ပါသူတို့လည်းရနိုင်သမျှကိုရယူခဲ့ကြတာပါမိခင်အနေပါလောက်ကတော့နေကလေးထိန်ချောင်းတစ်ခုကိုသူတို့ကိုယ်တိုင်တခြားပို့ပြီးစိတ်ဥဆန်းစာပျော်ရွှင်စရာတစ်ခုခုလုပ်နေတဲ့အချိန်မှာကလေးတယောက်ကိုသွားပို့ထားဖို့လုံမဲ့နေရအဖြစ်ပဲသဘောထားတတ်ကြတာပါတိုင်မဲ့ကောင်းတဲ့ကြောင်မျိုးနဲ့ကြာရင်သူတို့ကအဲ့လိုလုံးလုံးမရကြတော့ပါဘူးပြီးတော့လေလစ်လူရှုခံထားတဲ့ကလေးတယောက်အတွက်ဒီနေ့မှနိုင်နေနေလောက်ကောင်းကောင်းပြုစုဆောင်ရှောက်ခံရရင်ပဲမဆိုးလှဘူးလို့ဆိုရမှာပေါ့လေ လောရခံရတဲ့နေရာမှာအခက်အခဲရှိဆေးနောက်ဆက်လည်းဖြစ်ရပေမဲ့သားသမီးကိုတကယ်ချစ်တဲ့မိခင်တယောက်သူမရဲ့ကလေးကိုကလေးထင်းချောင်းကိုပို့ရာကကလေးရဲ့ကောင်းကျိုးတစ်ခုတည်းသွက်တာမဟုတ်ပဲဒီနေ့ကိုနှစ်နာရီလောက်ကလေးကိုသူမရဲ့အုပ်ချုပ်မှုအောက်မှာမထားပဲကျောင်းမှာထားတဲ့အတွက်သူမကသူမရဲ့ကလေးအတွက်ပုံပြီးတော့မိခင်ကောင်းဖြစ်လာနိုင်အောင်ဆွမ်းဆောင်နိုင်တယ်လို့နားလေခင်ယူထားလို့ပဲဖြစ်ပါတယ်အဲ့ဒါကိုကောင်းတယ်လို့လည်းကျွန်တော်ယူဆထားပါတယ် ျွန်တော်ညူရောက်มาနေခဲ့တော့ကကျွန်တော်သားသမီးတွေကငယ်ကြပါသေးတယ်။အဲဒီတော့ကကျွန်တော်ရဲ့ဇနီးတဲ့ကမနက်ပိုင်းနဲ့မွန်းလယ်ပိုင်းတွေမှာကလေးတွေနဲ့ဖိုးပန်းချန်ကိုနေတိုင်းလှုပ်လှုပ်သွားလေးရှိပါတယ်။တခြားမိခင်တွေလည်းအဲ့လိုပဲသူတို့ကလေးတွေကိုခေါ်လာကြတာပါ။အဲ့ဒီအချိန်မှာသူတို့ကလေးတွေအတွက်ကျွန်တော်စီကအကြံဉာဏ်လာတောင်းခဲ့ကြဖူရဲမိခင်တွေလည်းပါတာပေါ့လေ။သူတို့ကသူတို့ရဲ့တိုက်ခန်းတွေမှာပန်းချန်ပါတာကိုပို့ကြိုက်ကြတယ်။တိုင်းမဲ့လူအဲ့ရင်လည်းမိုင်ဝက်လောက်လမ်းလျှောက်ခြင်းလျှောက်ပါစေပေါ့။ တကယ်တော့သူတို့ကသူတို့ရဲ့သားသမီးအတွက်လေကောင်းလေတန်းနဲ့တငယ်ချင်းပေါင်းသင်းကိုပေါင်းဆက်ပေးခဲ့တာပါသူတို့ကိုယ်တိုင်အတွက်လည်းလူမှုဆက်ဆံရေးပိုကောင်းလာတယ်လို့ယုံကြည်ခဲ့ကြတယ်သားသမီးတွေကြည်ပြင်းလာဖို့ရောမိခင်တွေစိတ်ချမ်းသာပျော်ရွှင်မှုရဖို့အတွက်ပါတင့်တော်တဲ့နေရာတစ်ခုရှာတွေ့ထားရတော့ကောင်းပါတယ် ကျားနေရာတွေမှာကျွန်တော်တို့သွားနေကြည့်ခဲ့ကြတဲ့အချိန်မှာပန်းချံကောင်းကောင်းတွေမရှိတလောက်နဲ့ပါတာနဲ့မိခင်တွေလည်းပန်းချံကိုအတော်အသုံးနဲ့ပါကြတာကိုတွေ့ခဲ့ရပါတယ်။တိုက်ခန်းတွေမှာနေထိုင်ကြတဲ့သူတွေလောက်ပဲပန်းချံကိုနှစ်သက်သဘောကျတာဖြစ်တယ်လို့ပြောရမယ်ထင်ပါတယ်။သူတို့ရဲ့ပြတင်းပေါက်တွေကနေကြည့်လိုက်ရင်မျက်ခင်းကလေးတွေမြင်နိုင်တဲ့အိမ်မျိုးပိုင်ဆိုင်ကြတဲ့သူတွေအတွက်ကတော့အိမ်ထဲမှာနေရတာကိုကျေနပ်နှစ်သက်တတ်ကြတာဖြစ်ပါတယ်။တကယ်တော့မိခင်တွေအနေနဲ့ သူရဲ့သားသမီးတွေကိုခြံထားပြစ်ခဲ့စရာမလိုသလိုသူရဲ့အိမ်မူကိစ္စတွေကိုလည်းလျှို့ရှုထားခဲ့စရာမလိုပဲစူဝေးတွေးဆောင်ဖို့လွယ်ကူတဲ့ပိုပြီးကောင်းမွန်တဲ့နေလန်းတွေရှိရပါမယ်ကျွန်တော်ကတော့ကြီးမားတဲ့ကုန်တိုင်းသစ်ကြီးတွေကဘဲကုန်တိုင်းမားမကြီးကြီးမားမားနဲ့နှစ်သက်ကြီးနူးစရာကောင်းတဲ့မိခင်နဲ့ကလေးများအတွက်ကလပ်တွေပါဖြစ်လို့ထည့်ပြီးဆောင်မထားရတာလေဆိုတာကိုစဉ်းစားနေမိတယ် အသက်အရွယ်မျိုးမျိုးရှိတဲ့ကလေးတွေအတွက်ပြင်ပကစားခွင့်တွေနဲ့အတွင်းပိုင်းကစားခန်းတွေရွေရှိရမယ်။အဆောင်ကြီးတွေထဲမှာကစားစရာကားတွေအယုတ်တွေနဲ့ကစားဖို့အစီအောင်ချက်အခန်းတွေရှိရပါလိမ့်မယ်။လောရှားဆောင်ရွက်ပုံလိုက်ဒီလိုခွဲခြားပြီးထားမယ်ဆိုရင်ကလေးတွေအနေနဲ့ပို့ပြီးအာယုံဝင်စားငြိမ်သက်လာနိုင်ပါတယ်မိခင်တွေချင်းချင်းသူတို့ရဲ့ကလေးတွေကိုစောင့်ကြည့်ရင်းနဲ့ထိုင်ပြီးစကားစမြည်ပြောနိုင်အောင်တက်တောင့်တက်တာရှိရဲ့ကလထိုင်မျိုးတွေရှိရပါလိမ့်မယ် မိခင်တွေကသူတို့ရဲ့ကလေးတွေကိုစိတ်ချလက်ချထားခဲ့ပြီးဈေးဝယ်နိုင်အလားပြုပြင်နိုင်အောင်မိခင်ချင်းစုစည်းဆောင်ရွက်နိုင်တဲ့အလုပ်တွေလုပ်နိုင်အောင်ကလေးထင်းချောင်းကဆရာမတယောက်ကြီးကျက်တဲ့အခန်းတစ်ခန်းလည်းရှိတင်ပါတယ်ဥပမာအဖြစ်ပကြီးတင်တန်းတွေဆက်ချုပ်တင်တန်းနဲ့ဖက်ရှင်ပြပွဲတွေကိုစိတ်ဝင်စားကြတဲ့မိခင်တွေသူတို့လုပ်ချင်ရလေးတွေလုပ်နိုင်အောင်ပေါ့လေ စားတွေလောလောဆယ်ဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေသို့မဟုတ်ကလေးပြူစုစားရှောက်ရေးစားရီကိုအပတ်စဉ်စုပေါင်းဆွေးနွေးနိုင်တဲ့တည်တံကလပ်တွေရှိရပါမယ်တကယ်လို့လုံလုံရနိုင်တာတွေကအများကြီးပါတကယ်မရှိမဖြစ်အရေးကြီးရာတွေကတော့မိခင်တွေမှာအချင်းချင်းစုစုဝေးဝေးတွေးဆောင်ဆွေးနွေးပျော်ရွှင်လို့ရတယ်လို့သူတို့ရဲ့သားသမီးတွေကိုလည်းဖြူဖြူငါငါကြိုဆိုမဲ့နေရာမျိုးတွေရှိရပါလိမ့်မယ် သတင်းပတ်တိုင်းတူညီတဲ့အစီအစဉ်နဲ့လှူရှားဆောင်ရွက်မှုတွေရှိတဲ့အမျိုးသမီးတူချင်းစီကအဲ့ဒီချိန်အဲ့ဒီနေရာမှာတီဟောင်းကျွန်းဟောင်းနေနဲ့မျောလင်းပြီးအလီတာတစ်ခုအနေနဲ့လာရောက်နိုင်တဲ့နေရာတစ်ခုကိုကျွန်တော်ပုံဖော်ကြည့်ပါရစေ။အဲ့လိုဆိုရင်သူတို့ရဲ့သားသမီးတွေကိုလည်းသူတို့ရဲ့တငယ်ချင်းဖြစ်ပြီးသားကလေးတွေနဲ့တွေ့ဆုံခွင့်ရကြပါလိမ့်မယ်။ ဒီလိုကလန်မျိုးမရှိတာကကုန်နိုင်ကြီးတစ်ခုကိုတီထောင်ဖွင့်လှစ်တဲ့သူတွေမှာဘသူကမှအဲ့ဒီအတွေ့စိတ်ကူးမျိုးမရှိလို့ပဲလားကုန်နိုင်ကြီးကတစားတစားလူတီများလာပေးမဲ့သူထဲ့သွင်းစီစဉ်ပေးထားတာတွေအတွက်ဝင်ငွေပြန်ရပါမလားဆိုပြီးတန်တရားရှိနေကြလို့လားဆိုတော့ကျွန်တော်မသိပါဘူး ဒီကနေ့ကတော့အခချင်းငွေပေးကြမှာပဲလို့ကျွန်တော်ထင်ပါတယ်။ဖျားရှိခိုးကြောင့်ဒီအားလုံးနေနဲ့လည်းတနင်္လာနေ့ကနေစနေနေ့အထိမိခင်နေကလေးတွေတွေးဆောင်နိုင်တဲ့နေရာတစ်ခုကိုဖန်တီးပေးဖို့အစိတ်ဝင်စားတဲ့နယ်လို့ကျွန်တော်ယူဆတယ်။ဝင်းထဲမှာတန်းတွေ၊ရှော်တွေ၊သဲချင်းတွေနဲ့မိခင်နေအတွက်ကလတ်ထိုင်တွေရှိရပါလိမ့်မယ်။ဖျားရှိခိုးကြောင့်ရဲ့အောက်ထပ်ပိုင်းမှာကလေးတွေကစားဖို့အခန်းတွေထားပေးရမယ်။တကယ်လို့မြိုင်ရံမုံငွေလုံလုံလောက်လောက်ရှိမယ်ဆိုရင်ကလေးထိန်ချောင်းကဆရာမတယောက်ကို၅ရန်းတင်ပါတယ်။ဒါဆိုရင်ဆရာနဲ့မိခင်တို့ကကလေးတွေကစားကြတာကိုအလဲကျကြီးကြပ်နိုင်မှာဖြစ်ပြီးအဲ့ဒီအချိန်မှာ ကျန်တဲ့မိခင်တွေအနေနဲ့အစီအစဉ်ချထားတဲ့အုပ်စုလိုက်ပန်းဖြေအနားယူမှုဆိုင်ရာရင်ကျေးမှုဆိုင်ရာဘာသာရေးဆိုင်ရာလှူရှားဆောင်ရွက်မှုတွေကိုအေးအေးဆေးဆေးပြုလုပ်နိုင်ကြမှာပဲဖြစ်ပါတယ်။အကျိုးပြရှိကိုကျောင်းတွေကတော့ပုံမှန်ကလေးထင်းကျောင်းတွေစီယုံတည်ထောင်ထားကြတာတွေရှိရစွာကိုကျွန်တော်သိပါတယ်။အဲ့ဒီကျောင်းတွေကနေ့စဉ်ကလေးထင်းကျောင်းတွေမှာထားဖို့တက်နိုင်ကြတဲ့မိဘတွေတက်ကောင်းပါတယ်။ဒါပေမဲ့ခုကျတော့ကျွန်တော်ကကလေးတော်များများကိုကြည့်ချက်ထင်းကျောင်းနိုင်တယ်လို့မိခင်တော်များများကိုလည်းလူမှုရေးလှူရှားမှုတွေလှူဆောင်တဲ့နေရာမှာကြည့်ချက်ပေးနိုင်တဲ့စနစ်တစ်ခုကိုစဉ်းစားကြည့်နေတာဖြစ်ပါတယ်။ မိခင်တွေရဲ့အထူးချမ်းဖြစ်မှုပြဿနာအတွက်အခြားဖြေတော်များလည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့လေမိခင်တွေကိုပို့ပြီးရှေးဦးကြတဲ့လူဖွဲ့စီတွေမှာမတောင်းဆိုဘဲနဲ့ရရှိနိုင်ခဲ့ကြတဲ့မိတ်ဆွေပေါင်းသင်းဘဝရွှေမျိုးပျော်ရွှင်စရာတွေနဲ့စိတ်လှုပ်ရှားတက်ကြွစရာတွေကိုပေးအပ်နိုင်ဖို့ကျွန်တော်တို့ရှာဖွေလို့မရနိုင်ဘူးလို့တော့ကျွန်တော်ကဘယ်တော့မှယုံကြည်လိမ့်မှာမဟုတ်ပါဘူး။ဟုတ်ကဲ့ပါပရိသတ်များရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ ဒီမှာရမယ်ပြီးဆုံးသွားပါပြီ။နောက်လာမယ့်အခန်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားအောင်ပါမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။အခုလိုနာတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျမတို့အနေနဲ့ကျေးဇူးတူပဲတင်ရှိလိုက်ရပါရရှင်။